စီစဉ်လေးကနေပြန်လဲကြိုဆိုပါရယ်တက်မော်ရဲ့ fighter တက်ရည်တစ်ခုဖြစ်တဲ့ခလာရကိုကတက်ဖွဲ့တွေကကြရပြင်းနယ်မှာရှိနေတဲ့ဒီမော့ဆိုမျိုးကိုဆယ်ရဲထဲနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုဆယ်ရဲထဲနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုင်းနောင်သားတွေရဲ့အင်မြန်ခီးကတော့ဒီနေပဲဖြစ်ပါတယ်။မော့ဆိုမျိုးဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ။ကြရပြင်းနယ်မှာရှိနေတဲ့အကြံဖက်သမားတွေရဲ့အဓိက၆ပုတ်နေရာကြီးတစ်ခုလည်းဖြစ်ပါတယ်။ကြရပြင်းနယ်မှာဒီအကြံဖက် တော်လန်ရေးတွေကိုဆောင်ရွက်ခဲ့တဲ့ တလေးလုံးစစ်စင်ရေးစတင်ခဲ့တဲ့နေရာတစ်ခုလို့လည်းဆိုရမှာဖြစ်ပါတယ်။ကြားပြည်နယ်ရဲ့တော်လန်းစင်အစတောင်းငန်ခါကဆိုဆိုတဲ့တကပုံတစ်ခုတော့ရှိလာခဲ့ပါတယ်။ဒါကတော့2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်တွေဖြစ်ပေါ်ပြီးတဲ့နောက်ကြားပြည်နယ်ရဲ့ပထမဆုံးလက်နက်ကင်လန်းစင်အကြမ်းဖက်မှုတွေကိုစတင်ခဲ့တာကဒီမိုဆိုမျိုးကဖြစ်ပါတယ်။အဲဒါအပြင်ဒီမိုဆိုမျိုးဆိုတာကကြားပြည်နယ်မှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့ရေတောင်းမြစ်လည်းဖြစ်တယ်။ LOC လမ်းကြောင်းပေါ်မှာရှိနေပြီးတော့အတွင်းထဲမှာရှိနေတဲ့ဖားဆောင်မြဝချီတေတာကနေစပြီးတော့နေဆက်အနီးမှာရှိနေတဲ့ မဲဆက်မျိုးတွေအထိချိတ်ဆက်ထားတဲ့လမ်းရဲ့ဝင်မောက်လို့လည်းပြောရမှာဖြစ်ပါတယ်။ချန်ကရနေဆက်အနီးမှာရှိနေတဲ့ဖဲကိုမိုးပြဲကိုတက်မတော်ကထိန်းချုပ်ပြီးတဲ့နောက်ရပ်ပြည်နယ်ရဲ့နောက်ထပ်ဝင်မောက်တစ်ခုဖြစ်တဲ့ဒီမော့ဆုံမျိုးကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်စူးစမ်းဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ဖဲကိုမိုးပြဲနယ်လိုက်ကိုကလည်းဆစ်ရှုံမှုဆုပ်ခွာသွားတဲ့အဖွဲ့တွေအလုံးကဒီမော့ဆုံမျိုးမှာတွားရောက်စုဖွဲ့နေကြတာဖြစ်ပါတယ်။အရိတဲဒီမော့ဆုံမျိုးဆိုတာကပုံမှန်ထောက်ဖို့မျိုးနဲ့မဟုတ်ဘဲနဲ့အကြမ်းဖက်သမားတွေပြန်လည်စုဖွဲ့ရမျိုးတစ်မျိုးလည်းဖြစ်လာခဲ့ပါတယ်။ အရီတဲတမရော့ကဒီမိုဆုမျိုးကိုတိုက်ခိုက်သိမ်းမှတ်နိုင်ရေးအတွက်စစ်စင်ရေးပြူဟာတွေကိုရေးဆွဲခဲ့ကြပါတယ်။ဒီမိုဆုငွေတော်မှာအခြေစိုက်ထားတဲ့ခလာရ၁၀၂နဲ့နေမီကန်တိုင်ရင်တပ်ဖွဲ့တွေနဲ့အတူဒီမိုင်းနောင်သားတွေစကားကနှစ်ရဲ့လက်အောက်ခံခလာရ၉ကမြေပြင်တပ်ဖွဲ့တွေဒုတိယမှုဦးဆောင်တဲ့အဖွဲ့တွေကဒီမိုဆုမျိုးသိမ်းတိုက်ပွဲကိုဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။ ဒါကတော့ August လ10ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးတော့ခလာရ9ရက်တောင်ဘက်ချမ်းနဲ့မြောက်ဘက်ချမ်းစစ်မျက်နှာနှစ်ခုဖြန့်ခွဲပြီးတော့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။တို့တိုက်ခိုက်ပြီးတဲ့နောက်10ရက်အကြာမှာတော့ဒမော့ဆိုမြို့ကိုအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်တမရော်က9ခုမြောက်ထိန်းချုပ်နိုင်ခဲ့တဲ့မြို့အဖြစ်မှတ်တမ်းဝင်သွားပြီးပဲဖြစ်ပါတယ်။အဒီနေရာမှာခလာရ9ကတရင်တပ်ဖွဲ့တွေကဒမော့ဆိုမြို့ကိုတိုက်ခိုက်သိမ်းပိုက်ရုံနာမက KNDF နဲ့အပေါင်းပါတယ်။ကြားပြည်နယ်မှာရှိနေတဲ့ကရင်ကရင်ကရော့ စားတဲ့အကြံပေးသမားတွေအားလုံးစုဖွဲ့နေရတဲ့ကိုကဆက်လက်ပြီးနေမြရှင်လေးရေဆောင်ရွက်ခဲ့ပါတယ်။ဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာ29ရက်နေ့ထိတလာဝဲနေပါအတွင်းမြန်မာပြည်နယ်မှာရှိနေတဲ့အကြံပေးသမားတွေကိုအဓိကထားပြီးနေမြရှင်လေးရေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီမော့ဆိုကနေဆေရှုံမီဆုတ်ခွာသွားတဲ့အဖွဲ့တွေပရူဇိုဘော်လခဲလမ်းကြောင်းကိုဆုတ်ခွာသွားတဲ့အဖွဲ့တွေကိုလည်းထက်ချက်မကွာလိုက်လံရှင်းလင်းလာတဲ့ပြုလုပ်သလိုဖေကုံမိုးပြေဒီမော့ဆိုလမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့နမ်မခွန်ရဲ့အနောက်ဖက်လိုင်းနယ်ပတဲ့ကျောမှာရှိနေတဲ့အကြံပေးသမားတွေစုဖွဲ့နေရာတွေကိုလည်းနေမြရှင်လေးရေဆောင်ရွက်ခဲ့တဲ့ တပ်ဖွဲ့ကြီးတခုလည်းဖြစ်ပါတယ်။ခလာယာကိုကဒုတိယမှုဦးဆောင်တဲ့စစ်ကြောင်းတွေအားလုံးကဒမော့ဆိုမျိုးရဲ့မြောက်ဖက်ချန်အကြက်ဖက်သမားတွေအဓိကစုဖွဲ့မှုတွေရှိနေတဲ့ကောင်းသာတောငံကတနေဥကွယ်စတဲ့နေရာတွေကအကြက်ဖက်သမားတွေတံမြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပေါ်ကနေမီရှင်လေးဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ဒီကနေ့ကတနေဥကွယ်မှာရှိနေတဲ့ဖရဲကြောင်းအတွင်းစုဖွဲ့လို့ရှားနေတဲ့အကြက်ဖက်သမားတွေနောက်ပြီးတော့တောငံကမှာရှိနေတဲ့ဒီခရီးယန်ဘာသာရေးတိလရှင်ကြောင်းမှာစုဖွဲ့ပြီးတော့အမာခံပြုတ်နေတဲ့အကြက်ဖက်သမားတွေကိုလည်းတိုက်ထုတ်မောက်ထုတ်နိုင်ခဲ့တဲ့တရင်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုမျိုးဒီတက်မတော်ကိုကိုကုမြောင်မျိုးအနေနဲ့ထိုးစစ်ဆင်တိုက်ခတ်ပြီးတော့ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့တဲ့ခလာရကိုလည်းဖြစ်တယ်လို့ဒီကြားပြင်းနေမှာရှိနေတဲ့အကျန်းဖက်သမားတွေ KNDF နဲ့အပေါင်းပါတွေကြောက်ရတဲ့မိုင်းနှောင်သားတွေပဲဖြစ်တယ်လို့ဆိုရမှာပါအခုတော့သူတို့ရဲ့အောင်ပွဲရခီးစဉ်ကတော့မိခင်တယင်းကိုပြန်လည်ပြီးတော့ရောက်ရှိသွားပြီဖြစ်ပါတယ်ဒီနေ့စက်တင်ဘာ29ရက်နေ့မနက်ပိုင်းမှာပဲဒူတိုင်မိုးကိုတိုင်ဥဆောင်ပြီးတော့နေမီကန်တယင်းတပ်ဖွဲ့တွေအရာရှိစစ်သည်မိသားစုတွေနဲ့ဒေသခံတယင်းသားတွေနောက်ပြီးတော့ဌာနဆိုင်ရာဝန်ထမ်းတွေကတောင်းတောင်းပြပြနဲ့ကြိုဆိုခဲ့ကြပါတယ် ။ရာရှိရိတ်တာမှလည်းနောက်ပြီးတော့ဒီလူမျိုးဘားတိုင်းမှလည်းအိယာကင်းတွေဒီတကိုယ်ကြီးအတုံးဆောင်တွေကအကုန်လုံးကိုအစင်နဲ့ပြင်ဆင်ပြီးတော့ကျူဆိုခဲ့ကြတာဖြစ်တယ်လို့ဒီနေ့ဒီနောက်တန်းကိုပြန်ဝင်လာတဲ့အမွဲရစစ်တီတွေအတွက်လည်းကြက်သားနဲ့အာလုဟင်းနောက်ပြီးတော့ဒီစားလို့မိန်တဲ့အင်ဂျက်တွေနဲ့ဖိတ်ခံပြုံးမွေးပြီးအမွဲတွေခံခဲ့ကြတာဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့အမျှဝေပြီးသွားမှာဖြစ်ပါတယ်။ဒီလိုပဲအခုမိုင်းနောင်ရဲ့စားခခနှစ်လက်အောက်ခံတိုက်ရင်တပ်ဖွဲ့တွေနဲ့အတူတခြားသောစစ်တေသားကတမလို့သားတွေ စစ်စင်ရေးတာဝန်ထမ်းဆောင်တွေမြန်မာနိုင်ငံအရရက်ကတက်မတော်သားတွေအားလုံးကိုလည်းအခုလိုမျိုးအောင်ပွဲတွေရရှိပြီးတော့အောင်ပွဲရစစ်တီတွေရဲ့အိမ်မြန်ခရီးတွေကိုလည်းဆက်ပြီးတော့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။မကြခင်ရပိုင်းမကြခင်လပိုင်းအတွင်းမှာအောင်ပွဲရစစ်တီတွေရဲ့အိမ်မြန်ခရီးတွေကဇက်တိုက်ဆူဆူလိုပေါပေါလာမှဖြစ်တယ်လို့ဆက်လက်ပြီးတော့လည်းတက်မတော်ကယာယီဆွန့်လွတ်ထားတဲ့နေမိကန်တက်တွေကိုလည်းမိခင်ဌာနမိခင်တက်ရင်တွေကပြန်လည်ပြီးဝင်ရောက်လာကြတော့မယ့်နေရာတွေလည်းအများကြီးရှိပါတယ်။ ဆိုတော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတမရော်ရဲ့တံပြန်ထိုးစစ်ကအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်။ဒေါ်တာတွေကိုပြန်လည်ပြင်ဆင်စုဖွဲ့ပြီးတဲ့နောက်တမရော်ကိုရီဖောင်းပြန်လည်ပြုလုပ်နိုင်ခဲ့တယ်။ဒီပညာစစ်ပွဲဘက်ကလည်းမြန်မြန်ဆန်ဆန်နဲ့ပြုပြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။အလရှိအချိန်ဒီတိုက်ပွဲတွေပြင်းထန်နေစေဖြစ်တဲ့ခရပိနယ်ကဘောလခဲပရိုဆိုတဲ့ကျောကိုလည်းကြံရှိနေသေးတဲ့နေမီကန်တပ်တွေကဆက်လက်ပြီးတော့ဆောင်ရွက်သွားအောင်ပဲဖြစ်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့ရက်ကကျွန်တော်တင်ဆက်ပေးထားတဲ့သတင်းလေးတစ်ခုရှိပါတယ်။ဒါကတော့ခရမော့ဆိုကတပ်တွေအိမ်ပြန်မှုသတင်းတွေကိုကျွန်တော်တို့ကြားသိခဲ့ရတာဖြစ်ပါတယ်။ အဝေးရစစ်သည်တွေရဲ့နောက်တန်းပြန်တဲ့ခီးဖြစ်သလိုတစ်ဖက်ကကြံရှိနေတဲ့အကြံဖက်သမားတွေကိုဆက်လက်ပြီးတိုက်ထုတ်ချင်းမုံသွားမယ်။အင်းပြအပြင်းနဲ့စစ်ကြောင်းတို့ခြေတက်လာတဲ့တမတော်စစ်ကြောင်းကြီးတွေကလည်းအခုဆိုရင်ပေအားပြင်းနယ်ရဲ့အဓိကနေရာတွေကိုဝင်ရောက်ထိုးပေါက်စစ်ဝင်ပြီးတော့အသင့်အနေထားဖြစ်နေပြီဖြစ်ပါတယ်။ဆိုတော့နောက်ထပ်10ခုမြောက်မြို့17ခုမြောက်မြို့စသဖြင့်တရက်ပြီးတရက်တလာပြီးတလာတမတော်ကနိုင်ငံတော်ကအရာကြီးဆွန့်လွတ်ထားတဲ့အရာကြီးလက်လွတ်ထားရတဲ့တပ်တွေကို မြန်မာတပ်မတော်နဲ့ပြည်သူစစ်တွေနေမြေကန်တိုင်ရင်တပ်ဖွဲ့တွေနဲ့တိုင်ရင်သားလက်နက်ကနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတက်ဆာရှိစေဖြစ်တဲ့တိုင်ရင်သားအမေရိကန်အဖွဲ့တွေတိုင်ရင်သားလက်နက်ကအမေရိကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့နေမြေရှင်တွေဆောင်ရွက်သွားအောင်မှာပဲဖြစ်ပါတယ်ဒါကတော့ဒီကရပြည်နယ်နဲ့ပတ်သက်တဲ့တမောင်းစမျိုးကိုဇေယထဲနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ပွဲရစစ်တီတွေရဲ့အိမ်မြန်ခီးနဲ့ပတ်သက်ပြီးတော့ဂျီနူးစရာမြင်ကွင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးတောင်းတောင်းဖြားဖြားနဲ့ကြိုဆိုခဲ့ကြတဲ့မြင်ကွင်းလေးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ Sete, sete, sete.

Amen. Amen.